အားလုံးပဲမင်္ဂလာပါဘလုံးချစ်ညစ်ကိုရင်းနေကောင်းကြမှာချမ်းသာကြပါသည်ကျွန်တော် YouTube channel လေးရနဲ့ကြိုးစိုးရယ်ပေါ့နော်ဒါ Champion League ပွဲသင်5ကိုပင်ရင်နဲ့ kait ရက်သူရဲ့ပွဲသင်ကိုပွဲချုပ်သုံးသပ်ပေးခြင်းနဲ့ပေါ့နော်ဒီပွဲသင်မှာတော့ဒါ kait ရက်အတင်းကတလုံး80ရှုံးနဲ့ကိုပေါင်းကြီး3လုံးတည်ရဖွင့်ထားတွေ့ရတယ်ပေါ့နော်ဒီနှစ်သင်းစလုံးက development အဆင့်34နဲ့35ဖြစ်တယ်အတင်းလုံးနဲ့တမတ်စီပဲရထားတယ်ပေါ့နော်ဒီနှစ်သင်းကြားထဲမှာတော့ဒါကစားသမားကွာလို့ပဲနေမှာပေါ့နော်ဒါလောက်အများကြီးပြေးထားတယ်ပေါ့နော် အာဒီကိုဗင်ဟင်ကင်ဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်ချန်ပီယံလိပွဲစဉ်မှာ၄ဝက်ဆော့ထားတယ်။ဒါ၄ဝက်မှာဆိုရင်တပွဲတည်း၃ဝက်ရှုံးပါတော့။ဒါ၃ဝက်ကိုဘောဖြစ်ထားတယ်။တပွဲကိုဘောဖြစ်တာသူတွေးထားတာတော့ဒီပါကိုရှင်ပြီးတော့အင်ဝင်းနေမှာဒေါ်မွန်တွေးထားတယ်ပေါ့နော်။အင်ဝင်းနှစ်ပွဲလုံးမှာတပွဲနိုင်တပွဲတည်း။ကိုင်ရက်ရတာပွဲစဉ်ကြည့်လိုက်မယ်ဆိုရင်ကိုင်ရက်ကလည်း၄ဝက်ဆော့ထားတယ်၃ဝက်ရှုံးတပွဲတည်းအတူတူပဲပေါ့နော်။ ခိုင်တဲ့ကလည်းဒါအတင်းကြီးဖြစ်တဲ့ real ကိုရှုံးတယ် sporting ကိုရှုံးတယ်ကိုပြက်ရှုံးတာပေါ့နော်ဒါမှသူ power post နဲ့ inter milan ကိုကြီးအောင်ကန်ထားတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကိုပေါင်းကြီးသုံးလုံးတည်းကြီးလောက်တော့ပေးထားတယ်ပေါ့ဗျာဝင်ထားတဲ့ wins ပဲပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင်ကိုပင်ရင်အနိုင်ကိုပြ30တည်းကြီးက5ဆခိုင်တဲ့အနိုင်ကို10ဆပေးထားတယ်ပေါ့နော်ကျွန်တော်ခိုင်ရက်ကြိုက်တယ်ပြီးရင်ကိုပေါင်းအပေါ်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကလည်း power post နဲ့ monaco ပေါ့နော် ဒါမွန်နာကိုကတလုံး40နဲ့ကိုပေါင်းကြီးတလုံး60စာစမှာပေးထားတယ်။ဒါပါဖို့ကတော့တကယ်မှအတင်းငယ်ငယ်လေးပဲပေါ့ဗျာ။ပါဖို့ကအဆင့်20မွန်နာကိုကအဆင့်19ဒါအမကအတူတူပဲပေါ့နော်။အမကအတူတူဖြစ်တဲ့ဒါပေမဲ့အဝေးဝင်းအတင်းကတလုံး40နိုင်ဆိုမှဒါပေးထားတာတွေ့ရမှာပေါ့နော်။ပါဖို့အတင်းကတော့ဒါဒီဆော့ထားတဲ့ပွဲတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါစုစုပေါင်း၄ပွဲဆော့ထားတယ်။၄ပွဲနိုင်၊၄ပွဲတည်၊၄ပွဲရှုံး။ဒါကူအောက်က၃ပွဲ၊၉ပွဲတပွဲပေါ့နော်။ မနာကိုအတင်းရ၄ဘွဲကိုကြည့်မှာဆိုမနာကိုကတပွဲနဲ့နှစ်ဘွဲတည်းတပွဲရှုံးဒါသူတို့နိုင်ထားတာကတော့ဒါဘိုရိုဂလင်းကို1စီနဲ့ပေါ့နော်ဒါတော့ဘိုရိုဂလင်းကအနီကမိပါပေါ့1စီနဲ့နိုင်ထားတွေ့ရတယ်ပေါ့နော်အဒီဘွဲထဲမှာဖနယ်ဝိုင်းဆိုတဲ့ပေါ့ကြီးတွေကိုကြည့်မှာဆိုရင်ဒါပါဖို့အနိုင်5ဆိုတဲ့4ဆမနာကိုအနိုင်ကို65ပြပေးထားတယ်ပေါ့နော်ဒီဘွဲစင်မှာဂူပေါင်းအောင်နဲ့ပါဖို့စပေါ်တီကြိုက်ပါတယ်ကျွန်တော်နောက်ထပ်တစ်ဘွဲကတော့အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်တို့ရဲ့ဘွဲစင်ဖြစ်တယ်ပေါ့နော် ်အစနာခံစစ်တာအကောင်းနဲ့ဘိုင်ယံလက်တိုက်စစ်တာအကောင်းနဲ့ပေါ့နော်ဒီမှာမှာအစနာ level 40နဲ့ကိုပေါင်းကြီး380မှာပေးထားတယ်ပေါ့နော်ဒါဆရာကမှကြည့်လိုက်မှဆိုရင်အစင်တင်တဲ့အစင်နဲ့ပေါ့နော်ဘိုင်ယံက14ခုတွင်းထားတယ်ပေးခု3ခုရှိတယ်အစနာ17ခုထည့်ထားတယ်ပေးခုလုံးဝမရှိတဲ့အတင်းနဲ့တင်တွေ့တယ်ပေါ့နော်ဒါအစနာအတင်းရဲ့ဒါဆမ်မန်နဲ့၄ဘွဲကိုကြည့်လိုက်မှဆို၄ဘွဲလုံး clean sheet တွေရထားတယ် ဒါနိုင်ထားတာကဘီလ်ဘာအိုရှိမယ်။အိုလံပီယာကော့ရှိမယ်။တီကိုရှိမယ်။ဆလာဗီယာပရက်ရှိမယ်။ဘိုင်ယန်ရဲ့၄ဘွဲကိုချိမှဆိုရင်လည်းဘိုင်ယန်က၄ဘွဲမှဆိုရင်၃ဘွဲတတိယဂိုးတွေတွင်ခံထားရတယ်ပေါ့နော်။ချဲစီ၊ပါဖို့စ်ပြီးတော့ PSG ဆိုမှသူကဂိုးတွေတွင်ခံထားရတယ်နော်။အဲ့ဒါတင်းလုံးနဲ့အတက်ကင်ဆော့မယ်။ခံစစ်လက်ကောင်းတယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့တော်တော်လေးပဲကျွန်တော်တို့ဒါသတိထားရမှာဒါအဆင့်အတည်းအောင်ပြောရမှာပေါ့နော်။ဒါ Wise Web ပေါ့ကြီးတွေမှာတော့အဆင့်အနိုင်ကို2.20ပေါ့နော် တရေကို၃ဆနဲ့ဘိုင်းရအနိုင်ကိုလည်း၃ဆပေးထားပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ရွေးချက်ပြရမယ်ဆိုလို့ရှိရင်တော့ဘူပေါင်းအောက်ကိုအဓိကခြိုက်တယ်ဗောနော်ကျွန်တော်ဘူပေါင်းအောက်ကိုခြိုက်တယ်ကျွန်တော်ညီကိုတွေဗောနော်တကယ်လို့ body ရိုက်ချက်နေဆိုလို့ရှိရင်တော့ဘိုင်းရမင်းနဲ့ပဲကျွန်တော်ခြိုက်ပါတယ်ဘိုင်းရမင်းနဲ့မရှုံးဘူးလို့ထင်တာဗောနော်တရေတပွဲလို့ထင်တာဗောနော်ကျွန်တော်ဒီပွဲစဉ်နောက်ထပ်တပွဲကလည်းဒါအတလီတီကိုမက်ဒရစ်နဲ့အင်တာမီလန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ဒါ enter အဆင့်3တီကူကအဆင့်7အဲ့ဒါကိုတီကူကလမ်းပြီးပြန်ပေးထားတယ်ပေါ့နော် level 40နဲ့ကိုပေါင်းချင်းနှလုံး40ဆိုမှပြန်ပေးထားတယ် enter အဆင့်3မှာ12မှတ်တောင်ရထားတယ်ပေါ့နော်ဒါ inter milan short ထားတဲ့ပွဲစဉ်တွေကိုကြည့်ကြည့်ပေါ့နော်သူ short ထားတဲ့ပွဲစဉ်တွေဆိုရင်ဒါသူ၄ဘွဲလုံးသူနိုင်ထားတယ်ဒီ၄ဘွဲမှာဆိုပေးကူတကူတည်းပဲရှိရပေါ့နော်အင်ရှင်အသင်းဖြစ်တဲ့ဒါ Atletico Madrid ကိုကြည့်မှဆိုရင်9ဘွဲနိုင်တဲ့ပွဲရှုံတကြီးပွဲတွေမရှိဘူးတောက်လျှောက်ဘူးပေါ်တွေကြီးပဲကြာထားတာလည်းတွေ့ရမယ်ပေါ့နော် ဒါဖွင့်ပြီးဆော့ရတီကိုပါဗောနော်တောက်ဆော့ဖွင့်ပြီးဆော့ရတယ်ဒီပွဲထဲမှာဖွင့်ထားတဲ့ wireless black ပေါက်ကြီးချိမဲ့ဆိုရင်တီကိုအနိုင်ကိုနဆာတေးကို၄ဆာဗောနော် inter milan အနိုင်ကို၃ဆာပေးထားတယ်ဗောနော်ကျွန်တော် inter milan body ကြိုက်ပါတယ်ဒါဂိုးပေါင်းကြီးကနှလုံး၄၀ရှုံးမှာပေးထားတယ်ဗောနော်ကျွန်တော်ဂိုးပေါင်းအပေါ်နဲ့ inter milan ကြိုက်ပါတယ်ဗျာဒီပွဲထဲမှာနောက်တစ်ပွဲကတော့ liverpool နဲ့ psg တို့နောက်ထပ်တစ်ပွဲကတော့ liverpool နဲ့ psg တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ liverpool ကနှလုံး80နိုင်ဂိုးပေါင်းကြီး360ရှုံး ဘူပေါင်းကြီးက360ရှုံတော်တော်လေးပြင်းနေပါတော့။ဒီပါဘူးကအဆင့်9မှာပါတော့။တပွဲပဲရှုံထားတယ်9မှာ PS V ရတော့တာတပွဲနိုင်တဲ့ပွဲတည်းတပွဲရှုံ9မှာပေါ့နော် PS V ရတဲ့အဝေးကွင်းရှုံမှမရှိသေးဘူးပေါ့နော်။ကြည့်လိုက်မှဆိုရင်နှစ်ပွဲတည်းရကြထားတယ်။နှစ်ပွဲလုံးလည်းဘူဘူအောက်တဲ့ဂိုးအနှဲဖက်ကိုပဲသူကဦးစားပေးထားတာတွေ့ရတယ်ပေါ့နော်။အိုလံပီယာကော11 Liverpool 11ဆိုတာအဝေးကွင်းနှစ်ပွဲပေါ့နော်။ ဒါတိုက်စစ်က၄ဘွဲဆော့ထားရပါတော့တဘွဲနိုင်နှစ်ဘွဲတည်တဘွဲရှုံးမှာတိုက်စစ်ကဘွဲတန်းကိုဆင်းထားတယ်။ဒီမှာဘူးအတင်းက၄ဘွဲကိုချိန်မှာဆိုရင်၃ဘွဲနိုင်တဘွဲရှုံးပါတော့။အိမ်ဝင်ဘွဲစင်နေမှာဆိုရင်ရီယာမတစ်ကိုတော့1စီးနဲ့နိုင်တယ်။တယ်လီတီကိုမတစ်ကို32နဲ့နိုင်တယ်ပေါ့နော်။ဒီဘွဲစင်မှာဖွင့်ထားတာကတော့ဒါလီဘာဘူးအနိုင်ကိုပြ30တေးကို6ဆ PSV အနိုင်ကို8ဆပေးထားတယ်။ကျွန်တော်1ရဲ့မြေကိုရေမင်းဝိုင်းရိုက်ကြည့်ပါတော့လီဘာဘူးအနိုင်ရိုက်ကြည့်ပါ ညမှာပေါက်ကြီးတွေမှာတော့ကျွန်တော်ဒီပါဘူးမချိုက်ပါဘူး။အာကျွန်တော် PSV body ချိုက်ပါတယ်။ပြီးရင်ကိုပေါင်းအောက်ကိုချိုက်ပါတယ်။နောက်ထပ်တပွဲလည်းဒါ Champion League ပဲပေါ့နော်။ဒါမြန်မာစံတော်ချိန်နှစ်နာရီခွဲမှာပဲကစားမဲ့ပွဲပေါ့နော်။အဲ့ဒါကတော့ကျွန်တော်ရွေးချက်ထားတာကတော့ PSG နဲ့ Spurs ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ PSG အတင်းက3090ရှုံးကိုပေါင်းကြီး3060ရှုံးဆိုမှပြီးထားတယ်။ ဒါ PSG အတင်းကအဆင့်6မှာ9မှာ7အဆင့်10မှာ10မှာဒါတမတ်ဘက်ကွာတာအဲ့လောက်ဒီအောင်ပေးထားတယ်ပေါ့နော်။ဒါ PSG အတင်းဆော့ထားတဲ့ Champion League ပွဲစဉ်၄ပွဲကိုကျွန်တော်ကြည့်ချင်အောင်ပေါ့နော်။ဒီတိုက်စစ်က ကောင်းပါတယ်နော်။ဘွယ်တိုင်းလုံးလုံးနှလုံးတောင်းတောင်းထဲနိုင်တယ်။ဒီမှာတိုက်စစ်ဆိုင်ရှိတယ်။၃ပွဲနိုင်တစ်ပွဲရှုံဒါပေမဲ့နောက်ဆုံး၃ပွဲမှာ၃ပွဲလုံးဂိုးတွေပေးထားတာပေါ့နော်။စပါးအတင်းကတော့မန်ယာခက်တယ်ပေါ့နော်။ Champion League မှာတော့၂ပွဲနိုင်၂ပွဲသိပ် ဒါဘီလာရီရဲ့ကိုဗင်ဟီဂင်တော့နိုင်ထားတယ်အဝေးဝင်းထဲမှာတော့မွန်နာကိုနဲ့ဘူရိုဂလင်းတို့အတင်းတွေတော့တည်ချထားတယ်ပေါ့နော်အဒီပွဲစဉ်မှာဖွင့်ထားတာတော့ PSG ရဲ့နိုင်ကို35ပြားပေါ့နော်35 3.5ပေါ့နော်ပြီးလို့ရှိရင်တည်ကို၄စာနဲ့စပားအနိုင်ကို၉စာပေးထားပါတယ်ကျွန်တော်ကတော့ဘူတင်းတူစကောရဲ့စိုက်တယ်ဗျာစပားတင်းတဲ့တဘိုးတော့ရတော့မှထင်တယ်တိုက်ဆက်ပိုင်ရပေါ့နော်ဘော်ဒီမှာတော့မြန်မာပေါက်ချေးတွေမှာတော့ကျွန်တော်စပားဘော်ဒီနဲ့ဘူပေါင်းအောက်ကိုစိုက်ပါတယ် တောင်းလုံးဒီပဲကြိုက်တယ်ဗောနောတောင်းလုံး60ရုံးပေးထားတယ်ပေါ့ဗျာနောက်ထပ်တစ်ပွဲလည်းဒါ Sporting CB နဲ့ Club Brugge တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနောဒါ Ancient အသင်းဖြစ်တဲ့ CB ကတလုံး30နဲ့ကိုပေါင်းကြီးတောင်းလုံးတည့်ရင်းနီးပါးလောက်ဖွင့်ထားတယ်သူကအင်ဝင်းကောင်းတယ်ဗောနော Sporting ကအင်ဝင်းကောင်းတယ်အဆင့်73မှာရှိတယ် Brugge အဆင့်22မှာရှိတယ် Brugge အဝေးဝင်ညံ့တယ်ဗောဗျာပြောရမှာဆိုတော့အဝေးဝင်မှာနိုင်ပွဲတော့မရတယ်လို့တည့်ရင်းပွဲတော့မရှိဘူးဗောနောဒီအကြောင်းမို့လဲတူပါလဲ ကရန်ဒီနဲ့တင်းထဲမှာရှင်ကြည့်မှာဆိုလို့ရှင်ဒါကစားသမားတာမိုဘိုင်းမှာဆိုလို့ရှင်တော့ဒါစပိုတင်စီဘီယာနည်းနည်းတော့တားတယ်ပေါ့နော်ဒါတော့တားတယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့အလောက်ကြီးกว่าချမ်းမျိုးရှိမှာလို့ထင်ပါတော့ဒါစပိုတင်စီဘီဆိုထားတဲ့ချန်ပီယံလစ်တွေကြီးလိုက်ပေါ့နော်အိမ်ဝဲမှာ၂ပွဲနိုင်တယ်အဝေးဘက်မှာ၃ပွဲတည်တယ်၃ပွဲကတော့ရှုံးထားတယ်သူကလုံးဝခံစစ်က၄ပွဲလုံးဂိုးပေးထားတယ်ပေါ့နော်ဘူကရဲ့၄ပွဲကိုကြည့်မှာဆိုဘူကက၃ပွဲနိုင်၃ပွဲတည်တယ် una posición tú le canse que con un puente de bueno puente de otro y puede más cuenta la buena suerte pau chi ma cpa 9 go pia 60 te go 40 bruga 9 go 50 chano ni go le botin lu score yes ya bo chano a chan be chen ne bueno အဲဘော်ဒီမှာတော့ကျွန်တော်ဒါကလပ်ဘူဂါနဲ့ဂိုးပေါင်းအပေါ်ကိုခြိုက်ပါတယ်။နောက်တစ်ပွဲကလည်းချန်ပီယံလိပွဲစဉ်ပဲပေါ့နော်။ဒါအိုလံပီယာကော်နာရီယမ်တီတို့ရဲ့ပွဲစဉ်ဖြစ်တဲ့ရီယဲအဝေးခွင့်ကအလုံး40ရှုံဂိုးပေါင်းကြီး340ရှုံ။ ဒီလိုပေါင်းကြီးတွေကျွန်တော်မကြိုက်ဘူးပေါ့နော် real အဆင့်ရှိအိုလံပီယာကအဆင့်30နဲ့အိုလံပီယာကအိမ်ခွင်းမှာဆိုခံစစ်ကိုအဓိကဦးစားပေးပြီးဆော့တယ်ပေါ့နော်အဓိကတော့သူ့ရဲ့ဦးစားပေးရခံစစ်ပဲဒါဆမန်လေး၄ဘွဲကိုကြီးလိုက်အိမ်ခွင်းနှစ်ပွဲလုံးဂိုးအောက်တွေကြားထားတယ်အဝေးခွင်းမှာဂိုးပြတ်တွေရှုံးထားတယ်ပေါ့နော် real madrid ပွဲစဉ်၄ဘွဲကိုကြည့်လိုက်မယ်ဆိုရင်၃ဘွဲနိုင်တဲ့ဘွဲတိတ်ရှုံးထားတာပေါ့နော်။အဲနိုင်ထားတာတွေကတော့ကာရက်ကို 5G အိမ်ခွဲမှာမဆေးနဲ့ဂျွမ်တက်လို့အတင်းတွေကိုတူနိုင်ထားတယ်ပေါ့နော်။ဒါမှကြီးလိုက်မှဆိုရင်ဒီ3 4ပွဲမှာဆိုရင်ကြီးအောင်ထားတာတပွဲတည်းပဲရှိတယ်ပေါ့နော်။ပလမ်ပီယာကော့ကိုကြီးလိုက်မှဆိုလို့ရှိရင်တော့ဒါဒီဆော့ထားတဲ့4ပွဲမှာဆိုရင်သူကြီးရှုံးထားတာဆိုတပွဲတည်းပဲရှိတယ်။အဲ့ဒါဘာစီလိုနာကို6-1နဲ့ရှုံးထားတဲ့ပွဲပေါ့နော်။ဒါလေးလည်းကျွန်တော်သတိထားဖို့လိုတယ်။ဒီပွဲစဉ်မှာဖွင့်ထားတာကတော့မန်စတာပေါ့ကြီးတွေပေါ့နော်။ဒါအိုလံပီယာကော့အနိုင်ကို6စာတေးကို9သရီးရအနိုင်ကို45ပြပါဘောနော မဆွေရိုက်မညီကိုရီးယားဝင်းတူရိုက်ကြည့်ပါတော့ရေရဲ့အနိုင်ရိုက်ကြည့်45ပြရမယ်ကျွန်တော်ကတော့အိုလံပီယာကော့ဘော်ဒီခြိုက်ပါတယ်မြန်မာပေါ့ချီတွေမှာ ပြီးတော့ဂိုဘောင်းအောက်ဖို့ပဲကျွန်တော်ဥစားပေးခြိုက်ပါတယ်ချန်ပီယံရှစ်ပွဲစဉ်တွေရွေးချယ်ထားရတယ်ဘာလို့ဘလက်ဘန်နဲ့ကူပီယာဒါဘလက်ဘန် level 50ဂိုဘောင်းပြနှလုံး60ပေးထားတယ်ဘာလို့ဘလက်ဘန်တော့အင်ကွဲမကောင်းညံ့နဲ့အဆင့်18မှာရှိတယ်ကူပီယာအဆင့်15ဒီနှစ်တင်းကြားမှာဒါအမကဘာမှမကွာဘူးနမထဲပဲကွာတယ်ဘာလို့ ဒါ black ban ဆော့ထားတဲ့အိမ်မပွဲစဉ်တွေကလုံးဝအရာတရားမကောင်းဘူး black ban ဆော့ထားတဲ့အိမ်မပွဲစဉ်မှာနောက်ဆုံးဒါတပွဲနဲ့တပွဲတည်းသုံးပွဲရှုံးထားတယ်ဘောတော့ဒါ၅ပွဲကိုပြောတာဖြစ်ပါတယ်ဒီပြာတင်းအဝေးခွင်၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၂ပွဲနဲ့၂ပွဲတည်းတပွဲပဲရှုံးထားတယ်ဘောတော့ black ban ခက်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 ဆော့ရနိုင်တယ်ဘောတော့ black ban ခက်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 ဆော့လာရနိုင်တယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဝိုင်းဆော့ပေါက်ကြည့်မှာတော့ black ban အနိုင်ကို၂စ၃ကို၃စ QPR နိုင်ကိုလည်းတုံးစားပေးထားပါတယ်ကျွန်တော်ကတော့ QPR body နဲ့ကိုပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဗောနနောက်ထပ်တဲ့ပွဲကလည်း Warasam နဲ့ Brasto တို့ရဲ့ပွဲစဉ်ဖြစ်ပါဒီ Warasam ကတော့ဒီနေ့မှာတော်တော်လေးထူးထူးခြားခြားကောင်းနေတယ်ဗောနအဆင့်24မှာရှိတယ်ပြီးရင် Brasto ကအဆင့်6မှာရှိတယ်ဗောနအဆင့်ဒါ Warasam နဲ့7နဲ့ Brasto က26ဒီနေ့သင်ကြားထဲမှာ6မှာပဲကွာတော့ဒါအောက်က Warasam ကလမ်းပြန်ပေးထားတယ်လေဗယ်20ကိုပေါင်းချင်းနှလုံး80ဆိုမှပေးထားတယ်ဗောန restore အတင်းကတော့တည်တဲ့အချိန်မှာအဝေးကွင်းမှာဆိုရင် performance မဆိုးဘူးပေါ့နော်အဝေးကွင်းမှာတုံးမင်းနဲ့တုံးမသေးတပွဲတည်းရှုံထားတဲ့ဒါ restore city ဖြစ်တယ်ပေါ့နော်အိမ်ကွင်းအချောင်းကိုပြောတာမဟုတ်ဘူးပေါ့နော်အဝေးကွင်းအချောင်းကိုပြောတာဖြစ်ပါတယ်ဒါ restore အတင်းရတာအဝေးကွင်းပွဲစဉ်တွေကိုကြီးလိုက်ပေါ့နော်သူ short ထား9ပွဲဝယ်ကျွန်တော်ပြောမယ်နှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲရှုံတာတောက်လျှောက်ခူအောက်တွေပဲကြားတယ်ဘာရဆာမတင်ရလဲညံ့လာဆိုတော့အဲ့လိုမဟုတ်ပြန်ဘူး အစမ်းနောက်ဆုံး၄ဘတ်သက်ရှုံးမှမရှိဘူးပြောထားတယ်ဗောနော်နောက်ဆုံး၄ဘတ်နောက်ဆုံး၅ဘတ်ရှိအောင်ရှိတယ်ဗောနော်ဒါမှဒါဘရော့တည်ကြတယ်ကိုဗင်ထရီလိုအတင်းကိုနိုင်တဲ့ချာလတန်လိုအတင်းကိုတော့နိုင်အောင်ကန်ထားဆိုတော့ဘရက်စတူးလည်းတတိလိုထားမှလို့ကျွန်တော်ထင်တယ်ဗောနော်ဒီဘတ်ထဲမှာဖွင့်ထားတာအင်ရှင်အတင်းနိုင်ကိုနှစတည်ကို၃စအဝေးခွင့်အတင်းနိုင်ကိုလည်း၃စနီးပါးလောက်ပေးထားတယ်ဗောနော်ကျွန်တော်ကတော့ brass stone ပဲခြိုက်တယ်ဗျာ brass stone နဲ့ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲညီကိုရေ ဒါကျွန်တော်လည်းတေချာလေးတော့လေ့လာထားတယ်ဗောနော်ကျွန်တော်ညီကိုလေးအဓိကတော့ line net ကိုပဲကြည့်ပြီး search နေတာဗောနော် line net ကိုကြည့်ပါတကယ်လို့ဘောလုံးဘွဲလေ့လာနေတဲ့လူတယောက်ဆိုလို့ရှိရင်တော့ဒါအဓိကတော့ head to head ဘိုင်းကိုကျွန်တော်လေ့လာရမှာဗောနော်နောက်ဆုံးသူတို့ search ခဲ့တဲ့ဒါငါးဘွဲကိုကျွန်တော်ကြည့်ရမယ်ဗောနော်ဒါဒါခါကြီးက champion လေးမှာ search တာနဲ့ league game လေးမှာ search တာမျိုးမတူဘူးဗောနော်ဒီနေရာလေးပေါ်မှာကျွန်တော်ကြည့်ရမယ်ပြီးလို့ရှိရင်ဒိုင်ယာနဲ့ပွဲပယ်အဓိကအရေးကြီးတဲ့အစိတ်ပိုင်းတွေမှာပါတယ်ဗောနော်ကစားသမား ဆိုင်ရာနဲ့ပွဲပတ်ရှိလားမရှိလားဒါကျွန်တော်ကြည့်ရမယ်ပေါ့နော်ဒီလိုဒီလိုရှိရင်ဒါနောက်ဆုံးနိုင်ငံဒါ handicap တွေကိုကျွန်တော်လေ့လာရမယ်ပေါ့နော်နောက်ဆုံး၅ပွဲမှာဘယ်လိုရှိခဲ့လဲဘယ်လဘန်အတန်တူ short ထားတဲ့အင်ခွင့်အဝေးဝင်နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ပေါ့နော်ဒါ handicap အရာကြည့်မှဆိုရင်၄ -9 တပွဲပဲရှုံးထားတဲ့ black band ဖြစ်တယ်အဲဒါကြောင့် black band အတင်းကဒီနေ့ခုနကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်အတူကချေးပေးလိုက်တယ်ပေါ့နော် level 50ဆိုမှ QPR ကိုပေးလိုက်တယ်ပေါ့နော်လက်ရှိ current form က ဒါ black ban ကောင်းနေတယ်လို့ကျွန်တော်တို့ကပြောအတမှတ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာပါဒါကြလို့ QPR ဘက်ကိုကြည့်လိုက်မှဆိုလို့ရှိရင် QPR ကလည်းဒါချစ်ညိုင်ပြီးပြောပြတာပေါ့နော်နောက်ဆုံး swag က5ပွဲပေါ့နော်အိမ်ကွင်း away ကွင်းမှာဆိုရင်3ပွဲတောင်ရှုံးထားတယ်ဒါမှ tie fit က goal တွေရတယ်ဒါမှကျွန်တော်ကဘာဖြစ်လို့ QPR ရွေးလိုက်လဲဆိုတော့ဒါတစ်ဖက်က black ban အသင်းကလည်းဒါတောက်လျှောက်နိုင်ပွဲတွေတွေ့ရများနေတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်က QPR ဒီဒီဇိုင်းတော့တည်ရေလောက်တော့ရမှာလို့ကျွန်တော်မှန်းထားတယ်ပေါ့နော် ဒါကြောင့်မဒီလိုလေးလေးလာသေးချင်တယ်ဗောနော်ဒီလိုလေးလာပြီးမှထိုးဗောနော်အားလုံးအပေါင်းပြကြပါစေကျမ်းမှချမ်းသာကြပါစေဗျာ